တရုတ်ကွန်မြူနီပါတီဘိုးကွန်မြူနီစီဝေးတွေကစားနေပြီဖြစ်ပါတယ်ဒီဘိုးကွန်မြူနီစီဝေးတွေကနေပြီးတော့ရှီချင်းဖင်ရဲ့နိုင်ငံရေးစစ်ရေးဩဇာအာဏာကန့်သတ်မှုတွေရှိလာမှာဖြစ်တယ်လို့သူ့ဘက်ကိုဘက်အုပ်စုဖွဲ့ပြီးတိုက်ခိုက်မှုတွေနဲ့ပြင်းထန်လာတော့မှာဖြစ်ပါတယ်တနည်းအားဖြင့်တရုတ်ကွန်မြူနစ်ပါတီအတွင်းစီးမှာပြိုကွဲမှုတွေစတင်လာတော့မယ်အခြေအနေဖြစ်ပါနေ။သမရရှိချင်းမင်းဟာသူ့ရရဘယ်သူဆက်ခံမလဲဆိုတာ လုံးဝကြီးညာမှာမဟုတ်ဘူးလို့ လေးလာသူတွေကတော့တွတ်ထင်လာပါတယ်။မဟာဗျူဟာအစည်းအဝေးကိုဆုံးဖြတ်မဲ့တရုတ်ကွန်မြူနစ်ပါတီ CCP ရဲ့အထူးအစည်းအဝေးမှာတမားရှိရဲ့တွင်စီကိုကြီးကြီးမားမားပြောင်းလဲတယ်လို့မယ်လို့ပြောလို့ရပါတယ်။တရုတ်ကွန်မြူနစ်ပါတီရဲ့ဖွဲ့ဝင်205ဦးပါဘိုဟိုကွန်မတီရဲ့ဘေးကျင်းမှာအခုစတင်တဲ့လေးရကြမျက်နှာစုံကြီးအစည်းအဝေးမှာစံချိန်တင်လောက်တဲ့နိုင်ငံရေးရှင်းလင်းသုတ်သွင်းမှုတွေဖြစ်လာပါလိမ့်မယ်။ ဒီစီဝေးဟာ2030အထိတရုတ်နိုင်ငံရဲ့စီးပွားရေးနဲ့လူမှုရေးဦးစားပေးမှုကိုရေးဆွဲမဲ့လမ်းပြရေပုံလို့ပြောရင်လည်းမှာပါဘူးတရုတ်ရဲ့နောက်ငါးနှစ်ဖွံ့ဖြိုးရေးစီမံကိန်းကိုတုံးသက်ဆွေးနွေးပြီးသဘောတူမှုရွေးချယ်မှာဖြစ်ပါလိမ့်အစီအဝေးတွင်ရှိချင်းပြန်စတိုဒါကျေမြောင်ယာရုတတန်အတွက်ကြိုးပမ်းလာမလားဓမ္မမုတ်ဆက်ခံသူကိုအမည်စင်းတင်တယ်မလားတခုခုတော့ကြီးညာဒီနေ့ဟာရှိချင်းပြန်တတန်နှစ်လေကာလပါ အရေးသားတဲ့စီမင်းရယာရုနေရာဆက်ခံသူဟာအ ਨੇ ဆုံးနှစ်နှစ်လက်သက်မွေဖို့လိုအပ်ပါတယ်။စီဝေးမှာပေါဝင်သူတိုင်းကိုတရင်ယူပေါ့တွေလောဝမဖြစ်အောင်ထိုးစံတိုင်းစီဝေးပြီးတဲ့အထိကန့်သက်ထင်းသိမ်းထားမှာဖြစ်ပါတယ်။ရှင်ချင်းမြင်နေတဲ့သူ့ကောင်းဆောင်မှုမြင့်တင်ဖို့အတွက်ဘိုးကော်မတီကနေကော်မတီဝင်၅ဦးကိုရှင်းလင်းဖယ်ရှားတာအစားထိုးတာလှုပ်လာဖို့ရှိပါတယ်။အဖော်ဝင်သူကတော့တေဆုံးခဲ့ပြီးချန်စလေးဦးဟာမှားကျွန်းလို့လည်းဆွဆွဲခံထားပါတယ်။ ဒီကြံဖို့နေကိုသူတို့ရဲ့ပြစ်ဒဏ်ရဖောက်အဖြစ်ကနေဖယ်ရှားလိုက်မယ်လို့ကျွမ်းကျင်သူတွေကခံမှန်ပါလိမ့် CCP ရဲ့နှစ်ပတ်လည်စီဝေးတရားဝင်ဖွင့်ပွဲမတိုင်ခင်နှစ်ရက်လို့မှာတရုတ်ထိုက်တန်စစ်မှုရေးဒီကိုယ်ကိုသူတို့ရဲ့ CCP နဲ့ပြည်သူ့လူမျိုးရေးတပ် PLA ဖောက်အဖြစ်ကနေပယ်ဖြစ်ပါလိမ့်ဒါဟာစေစုနဲ့ပြောဆိုအတွင်းမှာအများပြည်သူပြောရမယ်ဆိုရင်တော့အလုံးသိကြတဲ့အတိုင်းစစ်တပ်ပေါ်အကြီးဆုံးဖြိုခွင်းမှုဖြစ်ပါလိမ့် CCP ရဲ့ဘိုးကော်မတီကလည်းဗိုလ်ချုပ်တွေကိုဖယ်ရှားပြစ်ရလမ်းပွင့်စီတာလည်းဖြစ်ပါလေ။ရှီကျင့်ဖင်ဘာကြောင့်များကော်မတီဝင်တလောက်အများကြီးရှင်းပြဖို့လုပ်နေတာလဲ။ဒီလိုတိကျတဲ့အဖြစ်ကိုဘတော်မှသိဖို့လမ်းမမြင်ပါဘူး။အကြောင်းအကျိုးများဆိုတော့ရှိပါလေ။ဘာကြောင့်လဲတရုတ်နိုင်ငံစနစ်ရဲ့တွင်းပိုင်းလောက်ကန်ဆောင်ရွက်ပုံညာနာမည်ဆိုးထွက်လာအောင်ရှင်းလင်းမှုလည်းမရှိပါဘူး။အခုဗိုလ်ချုပ်ကြီးကိုဦးဟာစိုးဝါလာတဲ့ဗန်ဒါရေးပြမှုတွေအတွက်တံတရာရှိထားတဲ့တရုတ်ကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ပါလိမ့် ဒီထုတ်ပြန်ချက်ဟာအကျင့်ပြတ်ချဆောင်တိုက်ဖြတ်ရေးမှာစိတ်တမိုင်းဖြစ်ပုံဖော်ထားပေမဲ့နိုင်ငံရေးအရတုံ့ပြန်ဖယ်ရှားမှုလည်းဖြစ်နိုင်ပါလေဒီစစ်ဘုတ်တီကိုကူကတော့ရှီကျင့်ပြေဘယ်လယုံကိုပြောလို့ရတဲ့ CMC ဒုဥက္ခဘိုးစစ်ကော်မရှင်မှာအင်အားကြီးမားတဲ့ဘိုးလူကြီးဟဲဝေတော် CMC နိုင်ငံရေးလုပ်ငန်းဌာနညွှန်ကြားမှုဘိုးတို့မှာက CMC နိုင်ငံရေးလုပ်ငန်းဌာနမှုဆောင်လက်ထောက်ညွှန်ကြားမှုဘိုးတို့ဟီတောင်ကျွမ်း CMC ပူတွဲစစ်စင်ကုကေမှုမှုဆောင်လက်ထောက်ညွှန်ကြားမှုဘူဂျိုဝမ်ရှိပင်ရှေးပိုင်းစစ်နာရုပ်တိုင်းမှုဘူဂျိုလင်ရှန်ရန်စစ်တပ်နိုင်ငံကော်မရှင်နာဘူဂျိုချန်ရှုတုံရေတပ်နိုင်ငံကော်မရှင်နာဘူဂျိုကြီးရန်ဟွာကြီးဒါပြင်ဒုံကြီးတမှုဘူဂျိုဝမ်ဟာပင်နဲ့လက်လက်ကိုင်ရေတပ်ဖွဲ့တမှုဘူဂျိုဝမ်ခြွန်နင်းတို့ဖြစ်ပါလိမ့်ပြောရမယ်ဆိုရင်တော့တရုတ်နိုင်ငံကြီးဟာတော်တော်လေးကိုထူးဆန်းပါလိမ့် တခါတည်းအထင်ကြီးပုံကိုယ်တွေတီးတာလူမြင်ကွင်းကနေပြောင်းနေတာမျိုးကိုအခြေတည်ပြီးလက်ထိပ်ပဲဖွင့်ရတာမျိုးလည်းဖြစ်ပါလေ။ထိုင်ပိုင်းမှာဘသူတွေကိုတွေ့တယ်ဘသူတွေကတော့ပြောင်းနေတယ်ဒါကိုကြည့်ရမှာမလွဲပါဘူး။ဒါဟာဒီလူတွေတောက်တယ်မပြောင်းဘူးဆိုတာကိုကြည့်ပြီးပဲတရုတ်နိုင်ငံကြီးရေချင်ကို တိုက်တန်နေရတာပါ။တရုတ်ဆောင်ကြီးသူတွေထူအယုဆက်တဲ့နောက်ထပ်လက္ခဏာတရကတော့နိုင်ငံပိုင်းသတင်းဌာနကအများသိထုတ်လွှင့်တဲ့အမှုခင်းနဲ့ပြစ်ဒဏ်ပေးတာတွေပါ။ ထိပ်ပိုင်းဆိုးရဝန်ကြီးတွေနဲ့ပြည်내အုပ်ချုပ်ရေးမှူးငါးဦးကိုဆိုးရလောက်ကနေထုတ်ပယ်ကြောင်းပြည်သူထံဆော်ပိုင်းကြေညာခဲ့တာဟာပုံမှန်အဖြစ်ဘိုးကော်မတီကနေထုတ်ပယ်တယ်ဆိုတဲ့သဘောပါထုတ်ပယ်ကြံသူတွေကတော့16မီတာကာလာတွေယွမ်26 268တန်းဘရိုင်ယန်ဂျော်ဒန်အတွက်58တန်းလက်ဆောင်မှုနဲ့ဆိုင်းငက်ဒေတန်ချမှတ်ခံရတဲ့စိုက်ပျိုးဝန်ကြီးဟောင်းချန်ရင်ချန်အတွင်းမွန်ဂိုလီယာကိုပိုင်အုပ်ချုပ်ရေးဒေသမျိုးသမီးဥက္ကရာဟောင်းဝါလီချန် တရုတ်စုဆက်ရှယ်ယာစီကံရေးထိန်းသိမ်းရေးကော်မရှင်ဥက္ကရာဟောင်ယူဟာမန်ကွန်ရှိကျွန်းကိုပိုင်အုပ်ချုပ်ခဲ့တဲ့ဒါဥက္ကရာဟောင်လျန်ထန်လီစံကြီးပြည်နယ်အုပ်ချုပ်မှုကိုကျင်းပကြမ်းလို့ဖြစ်ပါတယ်၂024မှာကွယ်လွန်ခဲ့တဲ့ထရီဒိုကော့ဖွန်ဌာနကြီးကဟောင်ယူချမ်းဟောင်ကလည်းနေရာကဖေရှားထိုးစားထုတ်ခံရပါတယ်ထုတ်ချဖေရှားခံပုဂ္ဂိုလ်တွေရဲ့နေရာမှာစားထုတ်ဖို့အစည်းအဝေးမှာ165ဥပါရာထောက်ဖွဲ့စည်းကနေကော်မတီဝင်ဖွဲ့ဝင်တွေကိုရွေးချယ်မှာဖြစ်ပါတယ် 2019နှစ်တုန်းကလည်းရှင်သင်မြာဘူကော်မတီဖွဲ့ဝင်15ဦးကိုထုတ်ပယ်ခဲ့ပါတယ်။ကော်မတီဝင်သမိုင်းလျှောက်မှာကြီးမားဆုံးတစ်ကြိမ်တည်းဖယ်ရှားမှုပါ။ခုလာမယ့်စီဝေးမှာပို့ပြီးတော့ထုတ်ပယ်ရှင်းလင်းတာတွေရှိနိုင်ပါတယ်။2019ခုရှင်းလင်းဖယ်ရှားမှုမှာဘူကော်မတီဝင်15ဦးစားထိုးခဲ့တယ်။2025မှာဒီထက်ပိုများမယ်။ခံမှန်းချက်တွေကဒါကိုပြနေတယ်။ပါတီရဲ့ခေတ်သစ်မှာကြီးဆုံးနိုင်ငံရေးသုံးသပ်ရှင်းလင်းမှုကြီးပဲလို့ဆိုပါတယ်။ဒီပြောင်းလဲလောက်တာကလည်းနိုင်ငံရဲ့ကောင်းဆောင်မှုကိုရှင်းပြဖြစ်စုပ်ကင်ထားမှုကပို့ပြီးတင်းကျပ်ခိုင်မာစေပါတယ်။ ပြောမယ်ဆိုရင်လည်းရှီကျင်းပြင်ဟာသူနဲ့နီးကပ်တဲ့သူတွေကိုနေရာပို့ပေးလာတဲ့သဘောလည်းဖြစ်ပါတယ်အချင်းမြတ်ခြောက်ဆောင်တက်ပြေးရလက်ပေးလက်ယူကင်းစင်ရေးကနေသဘောထားကွဲသူတွေကိုထိန်းချုပ်ဖို့နဲ့ရှီကျင်းပြင်အာဏာချက်ကိုအားဖြည့်ဖို့စီဆင်ခဲ့ပြောင်းလဲနေပါတယ်ပြောမယ်ဆိုအချင်းမြတ်ခြောက်ဆောင်ရေးကနာမည်ကံပဲဒါကိုလက်နက်ဆိုပြီးတော့တောင်းနေတာမကျင်တဲ့သူတွေသဘောမကျတဲ့သူတွေကိုအချင်းမြတ်ခြောက်ဆောင်ရေးနဲ့ပဲသူတို့ကတိုက်ဖြတ်နေတာလို့ဆိုပါတယ် အခုကရှီကျင်းပြည်တတိယသက်တမ်းပါရှီကျင်းပြည်ကအသက်နဲ့ကျန်းမာရေးရနိုင်ငံရေးသက်ဆိုင်ဖန်ဆောင်မှုတွေပိုလုပ်နေတာပါပဲသူကလည်းများမကြမီ ရှီကျင်းပြည်အနေနဲ့ဂျာရူကနေစုတ်ခွာဖို့အကြောင်းတရားရှိတယ်လို့လေးလာသူတွေကပြောပါတယ်ရှီကျင်းပြည်ကပါတီအတွင်းသက်ဆိုင်ဖန်ဆောင်တွေလှုပ်ဆောင်နေတာဟာသူ့ရဲ့ယုံမားတန်တရားလွန်ကဲနေတာညွှန်ပြနေပါလိမ့်တရုတ်နိုင်ငံတီတောင်နဲ့မော်စီတုံးရဲ့နောက်ပိုင်းနှစ်တွေကအပြုတ်မှုတွေအဖြစ်နေတယ်လို့ဆိုပါတယ်လူတိုင်းကိုစောင့်ကြည့်နေတယ်မယုံကြည်ဖြစ်နေတယ်ဒါလေးကိုပြသနေတယ် ူသစ္စာခံတွေကရမ်းနေကြသလိုနေမှာသူမလို့ခြင်းဘူးဗျ။ရှင်ကျင်းမင်ဟာစွန့်ရည်ရှိသူတွေထက်သစ္စာခံသူတွေကိုပိုပြီးတံမိုးထားနေပါလေ။ဒါဟာကောင်းဆောင်မယ့်တန်လျာလွန်ကဲမှုပုံစံပါ။မောင်စီတို့ကလည်းမဟာမိတ်တွေကိုတော့မချန်ပဲနဲ့ကြောင်းဟိုးပစ်ခဲ့တယ်။တန့်စင်ဖယ်ရှားပစ်ခဲ့တယ်။ဒီလိုမျိုးလုပ်နေတယ်တောင်ရှိသူတွေကြာယုံကြည်မှုကိုတိုက်စားပစ်နေတယ်အစုံးမပတိငယ်မှုတွေဖန်တီးနေတယ်ရှင်ချင်းပြေပူပြီးပုံကိုရေးဆက်လာတဲ့အုတ်ချုပ်မှုပေါ်ဒါတွေကပြနေတယ်ဆိုပါလေ အခု15ဦးပြင်ဖေရှားရှင်းလက်ခံတဲ့နောက်ထပ်စီးရင်ရှိနေပါတယ်။ဘိုးစစ်ကော်မတီမှာစစ်ဘက်နဲ့ရပ်ဘက်ခြားဖွဲ့ဝင်18ဦးမကြာသေးတဲ့အဓိကအခမ်းအနားတွေမှာမမြင်မတွေ့ရတာမလို့ဒီစီးပွဲမှာသူတို့ ထုတ်ပြန်ခံရတာဖြစ်နိုင်ပါတယ်။ဖေရှားရှင်းလက်ခံရဖို့ရှိတဲ့သူတွေကတော်မြတ်ဟာတရုတ်စစ်ဘက်ဆိုင်ရာရရှိတွေပါ။အစိုးရနဲ့ကာကွယ်ရေးထိတ်တန့်တာဝန်ရှိသူတွေနဲ့ကွန်မြူနစ်ပါတီနိုင်ငံတကာစစ်ဆင်ရေးဝန်ကြီးတွေပဲပါပါတယ်။စစ်တပ်ဖွဲ့ဝင်တွေကိုဖေရှားဖို့ပြစ်မှတ်ထားတာရဲ့အကြောင်းရင်းတစ်စိတ်တစ်ပိုင်းက အောက်စုဘက်တိုက်ပွဲတွေကြောင့်ဖြစ်ပေါ်ရှိပါတယ်။ပြီးခဲ့တဲ့နှစ်ကလည်းကွန်မြူနစ်ပါတီဟာကာကွယ်ရေးဝန်ကြီးအောင်လီရှန်ဖိုးနိုင်ငံခြားရေးဝန်ကြီးအောင်ချန်ကျန်းဒုံးကြီးတစ်ဖက်တမွန်လူယူချောင်တို့ကိုထုတ်ပေးပါတယ်။ဒီထဲမှာလည်းပိုင်းကြောင်ပိုင်းတော်ပိုင်းနဲ့နောက်ပိုင်းတိုင်းဒေသတိုင်းမှုတွေလည်းပါပါတယ်။ကြည်လေတက်လက်နက်ကရတဲ့ခွဲ့နဲ့တင်းတက်ခွဲ့အကြီးတန်းတာဝန်ရှိသူတွေလည်းပါပါတယ်။နောက်သတိထားမိတဲ့ပြောင်းနေသူတွေကတော့တရုတ်ကွန်မြူနတီပါတီတွင်နိုင်ငံခြားရေးဌာနနိုင်ငံတကာဆက်ဆံရေးဌာနကြီးခဲ့ဟာလူချင်းချောင်းမှာ ။သူဟာဇူလိုင်နောက်ပိုင်းကတည်းကလူမျိုးခွဲကနေပြောင်းနေတာခုဆိုရင်တော့၃လကျော်ပါပြီ။ကာကွယ်ရေးနဲ့အကြမ်းကကန်တာဖော်ဝင်လို့ဖြစ်တဲ့စမှုလုံငယ်တည်နေပြည်ဝန်ကြီးဟောင်းနဲ့စစ်ဘက်ရဲ့ဖွဲ့ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌတို့လည်းလူမျိုးခွဲကနေပြောင်းနေပါတယ်။ဘိုးကော်မတီကဘသူတွေကိုဖယ်ရှားလဲ။ဒါနဲ့ပတ်သက်လို့ဒီပြုချက်ဟာစတပ်ပရင်းနဲ့စီဝေးအပြီးတဲ့နောက်ပိုင်းမှာတော့ထွက်ပေါ်လာဖို့ရှိနေပါတယ်။တေဝတမရှိခြင်းဖြစ်ရတော့ရှေ့ကိုသွားနေပါလေ ဒီကသူ့အတွက်အရေးကြီးတဲ့၅နှစ်စီမံချက်ကိုလုပ်နေပါတယ်။အဲဒီမှာငယ်တုကဏ္ဍစီမင်းကွန်ဒရာနဲ့စိမ့်လက်စွန့်ရင်တို့ဒီကခန္ဓာနေမှာဦးစားပေးရင်းနှီးမြှုပ်နှံရေး road map တွေကိုချနေပါတယ်။အမြဲထားလန့်နေရတဲ့ဂျာကွန်ရဲ့ရေအားနျူကလ িয়ার စွန့်ရင်တဲ့နေရာကြီးစွန့်ရင်တို့တန်ရှင်းစွန့်ရင်စီမံကိန်းတွေမှာလည်းအခြေခံစောင့်အောင်တုံးစည်းတွေတိုးမြှုပ်ရှိပါတယ်။ပြောရမယ်ဆိုတော့ဒီကာလတွေကအလုံးအရေးကြီးနေပါတယ်။စီမံချက်ကိုကုမ္ပဏီကသဘောတူတာနဲ့ဒါအောင်မျိုးသားပြည်သူလူထုစီအတည်ပြုချက်ယူဖို့တင်သွင်းရမှာဖြစ်ပါတယ်။ ဒီလိုမျိုးတွေကလည်းအပြောင်းအလဲကိုမူတည်နေတာဖြစ်ပါတယ်။လာမယ့်ငါးနှစ်တကာဟာရှီကျင်းဖြင့်ခေါင်းဆောင်မှုအတွက်ဆုံးဖြတ်ချက်လည်းဖြစ်သွားနိုင်ပါတယ်။ဘာကြောင့်လဲ2026နဲ့2031တွင်တရုတ်မှနိုင်ငံရေးထိမ့်မှတ်မှတ်တမ်းချိုးရှိနေပါတယ်။ဘာလို့လဲ2029မှာပြည်သူ့လူမျိုးရေးတက်အတရာပြည့်ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းရေးပန်းနိုင်နှစ်ပါ။တရုတ်ဟာထိုင်ဝမ်ကိုတရုတ်ရဲ့ခွဲထွက်ပြည်နယ်ဖြစ်ပဲရှုမြင်ထားပါတယ်။ထိုင်ဝမ်ဆိုရကတော့တည်ကြနိုင်ငံဖြစ်ကိုယ့်ကိုယ်ကို ရှုမြင်နေပါတယ်။ 2029ကလည်းတရုတ်နိုင်ငံတည်ထောင်မှု280ပြည့်ပြီ2030မှာ GDP ကတရုတ်ဟာအမေရိကန်ကိုကျော်တက်နိုင်ချေရှိတဲ့နှစ်ပါဒီလိုထင်ကြရမဲ့တဲ့နေ့ကြီးအလင်းမြန်ရွေးရှားချိခဲ့နေတာဟာနောက်9နှစ်ပဲလို့ပြောတော့တယ်ဒါကြောင့်ရှီကျင်းဖင်ဟာဒီကာလထဲမှာတော့သူ့ရဲ့စက္ကန့်တွေကိုကြီးညာဖို့မဖြစ်နိုင်ဘူးလို့ဆိုပါတယ်သူ့အနေနဲ့သူ့ရဲ့စက္ကန့်တွေကိုမီးစင်းတင်သွင်းတာဟာသူ့ရဲ့အနေထားကိုပြောင်းရွှေ့သွားစေပါလိမ့်မယ်ဆက်ပြီးတော့ဘိုးချုပ်ကိုင်ထားမှာပဲဖြစ်ပါတယ် စက္ကန့်သူတွေထပ်ပေါ်လာမဲ့အရေးအယောင်မရှိဘူးလို့လေးလာသူတွေကပြောပါလေရှင်ချင်းပြည့်အနေနဲ့ကသူအာနာမရှိရင်သူ့ပြေးပေးခဲ့တဲ့သူအားလုံးအတွက်တချို့တွေပြန်လဲလက်စားချီလက်လာမျိုးဖြစ်နိုင်မလားအများနဲ့ပုံပင်ကြောင်းကြနေရတယ်ဆိုပါလေရှင်ချင်းပြည့်အသက်82နှစ်ရှိပါပြီအာနာစုပ်ကင်ထားဖို့ရာသက်ပံတော်ဖြစ်ကောင်းဖြစ်နိုင်တယ်စိတ်ပိုင်းဖြတ်ထားဖို့မယ်အာနာလက်ဝဲရှိနေတာကပဲသူရဲ့တကူကြီးတို့ရဲ့ဘေးကင်းဆုံးဖြစ်နိုင်မယ်လို့ရှုမြင်ထားဖို့ရတယ်လို့လေးလာသူတွေကဆိုပါတယ်